တနေ့ငွေတွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025 April လ6ရက်ကနေ14ရက်နေ့တော်တွင်မှာအစ်စ်မြင့်တော်ဘုရားနေသားတခုကိုကုပြောင်းထုတ်တယ်ရှင်ပြိုင်မှုတွေမှာ အောင်မြင်မယ်အကျံစီသည့်ရွယ်ချက်သည့်တွေကို လက်တွေ့အကောင်ထည့်ဖို့နိုင်တယ်မိမိလိုလားချက်နဲ့ရွယ်ချက်တွေကိုဒီချိန်မှာ စနစ်တကျလောက်ကံရဲ့ကိုလုတ်တဲ့လုတ်တို့ရဲ့ကောင်းသောအကျိုးသက်ရောက်မှုကိုရလတ်နေတဲ့ခံစားရနိုင်မယ်။ငွေကြေးစုဆောင်းရခက်ခဲနိုင်မယ်။ရှင်းရနေမှာဝင်ဝင်နဲ့ပြန်ထွက်တဲ့အတိုက်ခံနေနဲ့ရှင်းပြီးလောက်ရမယ်။ကိုရနေမှာသူတပားကြောင့်ကိုရွယ်ချက်တွေနှောင့်နှေးချကြခြင်းကိုကြုံမယ်။ဆယ်ရနေရာကိုတွေ့ ထူးခြားတဲ့ကံအပြောင်းလဲနဲ့တုတ်တက်မှုတွေကိုဖန်တီးနိုင်တယ်။မထင်မှန်ပဲအလူကိစ္စမင်္ဂလာရှိသောအကြောင်းအရာတစ်ခုလောရနေမယ်။စတေးရနေ့မှာအပြောင်းလဲနဲ့တုတ်တက်မှုကံပွင့်တယ်။ရှင်းမှန်းချက်တဲ့အောင်မြင်မယ်။စတေးရနေ့မှာခီးကံကောင်းမယ်။အဲ့ဒီနေ့ကတကူလာပြည့်နေ့အဲ့ဒီနေ့မှာကုသိုလ်ကောင်းမှုတစုံတရာလှုပ်ပြီးတော့လိုရာဆုတောင်းရင်ဆုတောင်းပြည့်နိုင်တဲ့နေ့တစ်ခုပဲ။ 73ရက်နေ့ကမဟာတကြံအကြုံနေ့ဖြစ်တယ်အတောင်းထိုးပြီးတော့တကြံကြိုခြင်းကို ဆောင်ရွက်ခြင်းဖြင့်ကောင်းခြင်းကံတွေလည်းရလာမယ်ကံကြမ္မာလည်းမြင့်မားနေတယ်74ရက်နေ့ကရန်တိုက်ခလေးတွေနေနေများတတ်တယ်တကြံကြတဲ့နေ့ဖြစ်တယ်တကြံကကြာချိန်ကမနေ့6:39မိနစ်20စက္ကန့်အချိန်မှာတကြံကြတယ် မာဒဂျန်ကြောက်တဲ့အနေထားပိုင်းမှာကောင်းစေးကောင်းရှော်ပြုရင်ထူးခြားတဲ့ကံကြမ္မာကိုယ်ထံရောက်ရှိနေပဲကောင်းသောကံရဲ့တိုးတက်မှုကိုဖန်တီးရရှိကံပိုင်ဆိုင်ခွင့်ရှိတယ်ဒီတပတ်တာကာလအတွင်းတနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကိုကောင်းချိုးပေးမယ်တနင်္ဂနွေဘုထူမွေးသူတွေဒုက္ခပေးလိမ့်မယ်တလေးကိုကနန်းတွေကိုတွေ့ချိုးပေးတယ်အညိုရောင်ပြရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ပါ ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရန်တို့ကအဝါရောင်ပန်းဝင်သေးတွေကိုဖျားကလူပူဇော်ပြီးတော့လိုရာဆုတောင်းခြင်းကိုပြုပေးပါကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ8ရက်နေ့14ရက်နေ့တော်တွင်မှာစေတနာဝေဒနာဖြစ်တတ်တယ်သူများပြဒနာကိုပြဒနာဖြစ်တတ်တယ်လူပေါင်းမှာဆုံးဖြတ်ချက်မှတ်တတ်တယ်ရန်တိုက်ခံနေတဲ့ဂျုံမဲ့ပြီးမှအစီပြင်းမယ် စင်းစရငွေကြေးကိစ္စပြောဆိုမှုတွေမှာအတိုက်ခံလေးတွေရှိပြီးမှအစဉ်ပြေတဲ့နေထားရှိတယ်။သူတစ်ပါးကိုယုံပြီးလွဲပြီးလုပ်တဲ့လို့မှသမျှရှောင်ရမယ်။မထင်မှန်ဘဲဆောင်ရွက်လိုက်တဲ့ကိစ္စတွေအောင်မြင်မယ်။အယောင်ထိုင်းပစ္စည်းတွေပြန်လဲရောင်းချအစဉ်ပြေခြင်းကြာကြာနေတဲ့ရပိုင်ခွင့်တွေလက်ဝယ်ပြန်ရခြင်းတို့ကိုကြုံတွေ့နိုင်တယ်။ဒီနေ့ကတော့ကို့အတွက်အတိုက်ခံများသောနေ့စိတ်နှောက်ရှက်တွေများတယ်စိတ်ပြန်မှလူပြန်မှနေဖြစ်တတ်တယ်။ကိုယ့်ရဲ့နေမှာမိကောင်းဆွေကောင်းထောက်ကူရခြင်း ဘဝတိုးတက်ခြင်းနဲ့အောင်မြင်ခြင်းတွေရမယ်။ဆယ်ရက်နေမှာခရီးကံကောင်းမယ်၊ပြောင်းလဲတဲ့တိုးတက်မှုရှိမယ်၊လူမျိုးခွဲချိုးပြမယ်။ဆက်တရက်နေမှာငွေရေးခြင်းကံကောင်းခြင်း၊လက်ဖွင့်ခြင်းအလိုပြည့်စုံခြင်းနဲ့တန်လန်းပွင့်ခြင်းတွေကိုကြုံမယ်။ဆယ်ရက်နေအဲ့ဒီနေ့ကလပြည့်နေ့ဖြစ်တယ်။လပြည့်နေ့စနေနေ့တိုက်ဆိုင်တဲ့နေ့မှာပိုက်ဆံကြွေစေတစေကိုအဝိနန္ဒာဖျားပြီးလူနဲ့ဆောင်ရင်တနင်္လာနေ့မွေးသူတွေထူရကြတဲ့ကံကောင်းခြင်းတွေကိုကြုံနိုင်တယ်။ဆက်သောရက်နေ့ မာသကြံဂျိုနေဖြစ်တယ်အတာဝတ်ထိုးပြီးတော့မာသကြံကိုဂျိုးလို့ကောင်းတယ်နောက်ကောင်းသောကံချမန်းနဲ့တိုးတက်မှုလမ်းသစ်တွေပွင့်မယ်ဆလီရနေ့မာသကြံကြနေဖြစ်တယ်တကြံကြတာကမနေ့6နိုင်38မိနစ်နဲ့20စက္ကန့်ဖြစ်တယ်အဲ့ဒီနေ့မှာအဲ့ဒီအချိန်မှာကောင်းစေကောင်းချောပြည့်ရင်သူအမြဲတမ်းကောင်းတယ်ကောင်းစေကောင်းချောပြည့်ရင်ကိုကအနောက်ရမျက်နှာမူပြီးကောင်းစေကောင်းချောပြည့်လိုက်ရင်ထူးခြားတဲ့စွမ်းသက်တည်တွေ ကိုယ်တိုင်ရောက်ရှိလာနိုင်တယ်ဒီကာလအတော်တွင်မှာကြာသပတိနေဗုဒ္ဓနေအင်္ဂါနေမွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေစောက်ကြနေမွေးသူတွေဒုက္ခပေးတတ်တယ်ငါခုံကိုကနဲ့နေချိုးပြည်တယ်အဖြူစိမ့်ပြီးကိုပြအပြာတို့ကိုသုံးပြီးတော့လိုရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်။ကောင်းကျင်းကံကြမ္မာနဲ့တိုးတက်ခြင်းများ ရစေရန်အတွက်ဒကြံကြနေမှာမုံလုံးရေပေါ်ကိုယ်အနိဗ္ဗာန်မှာရှိတဲ့သူတို့ကိုလှူဒန်းခြင်းဒါနပြုခြင်းဆောင်ရွက်ပေးပါကျေးဇူးတင်ပါတယ်အင်္ဂါနေ့ဝိသုအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ10ရက်နေ့ကနေ14ရက်နေ့အတွင်းကာလမှာအထူးကောင်းတဲ့ကိုလို့သမားဆင်ပြေမယ်အခက်အခဲတွေဖြေရှင်းနိုင်မယ်ရှင်မချက်စစ်တွေလက်တွေကောင်းထဲဖို့နိုင်တယ်မိတ်ကောင်းဆွေကောင်းတော့ကိုရမယ် ပူပေါင်းပြီးလှုပ်တဲ့တို့တရားကြိုးပြမယ်မထင်မှန်ပဲငွေဝဲမယ်စုံပြချက်တွေမှန်ကန်မယ်ကြံ့ကြံနေတဲ့ရပိုင်ခွင့်တွေပြန်ရမယ်အခက်အခဲအလုံးကိုကြုံလွားပြီးလိုရာစန္ဒပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းနှစ်သာရကိုအထင်ရှားရရှိကြုံတွေ့ရမယ်ကာလတစ်ခုဖြစ်သလိုမိတ်ဟောင်းဆွေအောင်နေနဲ့ပြန်ဆောင်ခြင်းမိတ်သက်ဆွေသက်တိုးပွားခြင်းနဲ့ကြုံတွေ့မယ်ဒီကာလမှာကြုံတဲ့မိတ်သက်တရားရှည်လျားတဲ့အနာဂတ်ရဲ့အကျိုးပေးမဟာမိတ်တွေဖြစ်လာနိုင်မယ်ရှည်ရည်နဲ့အရာရာဆင်ပြေခြင်းကံကောင်းခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ် ကိုရဲ့နေ့ကအလုပ်ပုံကိစ္စဝင်ကြုံမဲ့ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်။ဆယ်ရက်နေ့မှာအရာရာအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းကံရှိတယ်။ဒါပေမဲ့ရန်နောက်စစ်တွေနဲ့ရှင်ပြီးတော့ရမယ်။ဆက်တရက်နေ့စိတ်ချမ်းသာစရာပျော်ရွှင်စရာကောင်းခြင်းကံကြမှာရှိတယ်။ဆက်တရက်နေ့မှာပစ္စည်းပြောက်တတ်တဲ့အသွာလာနေတဲ့ဂယူဆက်ရမယ်။အရွယ်ဝေးကကောင်းတဲ့င်းကြုံမယ်။အဲ့ဒီလပြင်းနေ့ကုသိုလ်ကောင်းမှုတစ်ခုသွားလာစေပြုတ်လိုက်ပါ။စတော့ရနေမဟာတကြံကျိုးနေ့ အဲဒီနေ့မှာထူးခြားတဲ့အပြောင်းလဲတွေရှိမယ်ခရီးကံကောင်းမယ်ငွေကြေးကံထူးထူးခြားခြားတိုးတက်နေမယ်14ရက်နေ့ကမာဒကြံကြနေဖြစ်ပါတယ်အဲဒီနေ့မှာဒကြံကြချိန်ကမနေ့6:38မိနစ်နဲ့20စက္ကန့်ချိန်ဖြစ်တယ်အဲဒီနေ့မှာကောင်းစီကောင်းရှုံပြုပြီးတော့အလိုရှိရဆန္ဒပြုရင်ထူးထူးခြားခြားကောင်းခြင်းကံရဲ့အကျိုးဆက်ကိုရရှိနိုင်ပါတယ် ဒီကာလအတော်တွင်မှာဇာသပတိနေအင်္ဂါနေဗုဒ္ဓနေမွေးတဲ့သူတွေကိုတွေ့အချိုးပေးတယ်တနည်းလားတောက်ကြမွေးသူတွေကိုဒုက္ခပေးတတ်တယ်နံပါတ်3ခုကိုကနန်းနေအချိုးပေးတယ်အပြာရောင်ပန်းရောင်နှိုးနှင်းရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စလေးတွေဆောင်ရွက်ရင်ထူးခြားသောကောင်းခြင်းကံရဲ့အချိုးပေးနှစ်သာရတွေကိုရရှိနိုင်ပါလေဒီကာလအတွင်း မုံလို့ရေပေါ်ကိုနိဗ္ဗာန်မှာဝေမျှခြင်း လူတိုင်းချင်းပြုပေးပါကျေးဇူးတင်ပါတယ်ဗုဒ္ဓနဲ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ10ရက်နေ့ကနေစပြီး14ရက်နေ့အတွင်းကာလမှာဝေကြီးကံကောင်းမဲ့လုပ်ငန်းကံကောင်းမဲ့ဘဝတိုးတက်မဲ့ရည်ရွယ်ချက်အောင်မြင်မဲ့အခက်အခဲအလုံးကိုကျော်လွှမ်းနိုင်မဲ့ အလုတ်ကန်စီးပွားငွေချေးဘဝတက်လန့်ဖွင့်မယ်မချင်မှန်ဖဲဆော်ရွက်လိုက်တဲ့ကိစ္စတွေကကောင်းသောအကျိုးဆက်ရရှိမယ်မမျော်လင့်ထားသောကောင်းခြင်းကံတွေကိုယ့်ထက်ရောက်ရှိလာမယ်စေကုဉာဏ်ဉာဏ်သစ်တွေလက်တွေ့ကောင်းထဲပေါ်နိုင်မယ်တွတ်ဆသူကိုယ်တွတ်ဆမထားတဲ့ကောင်းခြင်းကံနဲ့အကျိုးပေးမှုကံဒီချိန်ရောက်ကိုရရက်တိုင်းရကိုယ့်ထက်ကောင်းတဲ့ရက်ဖြစ်တယ်အဲ့တော့အတုတလေကောင်းတဲ့ရက်အောင်မြင်မှုတွေရဲ့နှစ်သာရပြေဝရှိတယ်ကိုယ့်ရဲ့နေ့ကအခက်အခဲတွေကြုံပြီးမှမိုးလွယ်ပိုင်းကြမှာလာကောင်းတယ် ဆယ်ရည်မှာဥတီချက်စစ်နဲ့တိုးတက်မှုလမ်းကြောင်းစစ်တွေကိုဒီတွင်ဖန်တီးဆောင်ရွက်နိုင်နေမယ်။ဆက်တည့်ရည်ရပိုင်ခွင့်တွေပြန်ရမယ်။အပြိုင်တိုက်ခံနေတဲ့တိုးတက်မှုရရှိမယ်။ဆက်နည်းရည်အဲ့ဒီနေ့လာပြင်းနေတကူလာပြင်းနေငူဝါဘန်းနေဖះမှာသွားတင်လိုက်မယ်။ဆူတောင်းပြေလိမ့်မယ်။ငူဝါဘန်းမရရင်လည်းအဝါရောင်ပန်းပွင့်ဖះသွားတင်အိမ်ဖះမှာဖြစ်ဖြစ်တင်ပြီးဆူတောင်းထူးခြားတဲ့ကံရကိုရမယ်။ ဆက်သောရဲ့နေဂျိုနဲ့အင်းနေမှာလုံကိစ္စတွေလဲစောင်းရနိုင်တယ်ရတ်တံမဲ့တို့စောင်းရထားကိစ္စမရဖက်လုတ်ကန်ပြီးဆက်လက်အစီပြေသွားလိမ့်မယ်14ရက်နေ့အင်းနေရတကြံကြနေ့တကြံကြချိန်မနေ့6နိုင်39မိနစ်20စက္ကန့်ဖြစ်တယ်အဲ့ဒီအချိန်မှာသူကုသိုလ်ကောင်းမှုပြုပါခေါင်းစည်းကောင်းချောပြုပါထိုးကြတဲ့ကံနေချေရှားစွာရရှိလာပါလိမ့်မယ်ဒီကလာအတော်အတွင်းမှာ တနင်္လာနေ့ရင်ကနေ့စနေနေ့မွေးသူတွေကိုကောင်းချိုးပေးတယ်တနင်္ဂနွေနေ့သောကြနေ့မွေးသူတွေကိုစိတ်ရှုံအောင်လုပ်နိုင်မယ်ဒုက္ခပေးတယ်သတိထားရှစ်ကိုခုန်ကနန်းတွေချိုးပေးတယ်အပြာရင့်ရောင်နဲ့ရောင်နဲ့ပြာရောင်တွေကိုသုံးပြီးတော့အလို့ရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်ကောင်းခြင်းကံနဲ့တိုးတက်ခြင်းကံတွေရဖို့အတွက်ကိုတော့အိမ်နီးပါးမှာမောင်လုံးရေပေါ်အတူဒါနပြုပေးလိုက်ပါကျေးဇူးတင်ပါတယ် ဇာသပတိနေမွေသွားလုံးမင်္ဂလာပါ2025 April 10ရက်နေ့ကနေ14ရက်နေ့အတော်တွင်ကာလထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုရှိမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်မြေတားရေကံကောင်းမယ်စုပေါင်းလုပ်ငန်းကျိုးပေးမယ်ငွေကြေးကံကောင်းမယ်ရှင်မန်းချက်စစ်တွေကိုလက်တွေ့ကောက်တဲ့ဖို့အောင်မြင်နိုင်လိမ့်မယ်အမျိုးသမီးကြီးကဲတူတက်မှာအကူအညီကောင်းထောက်ကူကောင်းကိုရမယ်မရည်ရွယ်ပဲအလူဒါနပြုအပ်တဲ့ အလူကိစ္စတွေမှာပေါင်းဝဲပတ်သက်သွားရတဲ့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စစောင့်ရရခြင်းလေးတွေလည်းကြုံတွေ့လိမ့်မယ်ရှေ့ရနေရလို့သမျှချမ်းစီသမျှအောင်မြင်ခြင်းတိုးတက်ခြင်းကိုကြုံမယ်ကိုရနေမှာရန်တိုက်ခိုက်နေကြတဲ့တလန်းပေါ်မှာခီးကန်ကောင်းမဲ့လူမျိုးခွဲချိုးပေးမယ်ဆေးရနေမှာဝေကျေးဥစ္စာဒနာဖွံ့ဖြိုးခြင်းတိုးတက်ခြင်းလက်ဖွဲ့ခြင်းတွေကြုံမယ် စတရနေ့မှာရန်အောင်ရှင်းနဲ့ရှင်ပြီးတော့အနေနဲ့စတရနေ့မှာထူးခြားတဲ့ကံကြမ္မာကံခွင်လန်းတွေဖွင့်နေမယ်အဲ့ဒီလာပြည့်နေ့တကူလာပြည့်နေ့အဲ့ဒီမှာအဝါရောင်ပန်းပွင့်လေးတွေငူဝါပန်းလို့ပန်းမျိုးသွားပြီးတင်းရမယ်ဖရားမှာကိုမွေးနံတောင်မှာသွားတင်းဆူတောင်းရင်ဆူတောင်းပြည့်လေးပဲဆက်သွောင်းရနေ့ကကြံဂျိုနေ့အဲ့ဒီမှာရပိုင်ခွင့်တွေပြန်ရမယ် ဆုံးဖြတ်ချက်ထူးထူးခြားခြားတွေချမှတ်ရမယ်။အလုံးနဲ့ပတ်သက်တဲ့ကံကောင်းခြင်းကြိုးပမ်းခြင်း၊ကံခွင့်ရသည့်တွေပေါ်ပေါက်ခြင်းတို့ကိုကြုံလိမ့်မယ်။၁၄ရက်နေ့တကြံကြနေဖြစ်တယ်။တကြံကြဒီမနေ့6နိုင်39မိနစ်20 10စက္ကန့်မှာဖြစ်တယ်။အဲ့ဒီအချိန်မှာကောင်းခြင်းမင်္ဂလာတို့ဘာခေါင်းစည်းကောင်းချောင်ကိစ္စဆောင်ရွက်ပါထူးခြားတဲ့ကံမြင့်မာလာပါလိမ့်မယ်။ဒီတပတ်တာကာလအတော်တွေမှာတနည်းလာနေ့ တောက်ကြနေငါနေမွေးသူတွေကောင်းကျိုးပေးတယ်စနေနေ့ကြာသပတေးနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်မယ်369နံပါတ်တွေကျိုးပေးတယ်အပြာရောင်ပန်းရောင်နုနေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ခြင်းဖြင့်ထူးခြားသောအကျိုးဆက်နဲ့တိုးတက်မှုများရရှိမယ်နေနီးပန်းမှာသာဂူလူဒါနပြုပေးပါကျေးဇူးတင်ပါတယ်တောက်ကြနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဘရလ10ရက်နေ့ကနေ့ 14ရက်နေ့တော်တွင်မှာရံများမယ်တိုက်ခတ်များမယ်စေတနာဝေဒနာဖြစ်မယ်သူများပြဒနာကိုပြဒနာဖြစ်တတ်တယ်ရင်ကားမောင်းနေမှုသတိထားလမ်းကူးလမ်းဖြတ်သတိထားမတော်ဆထိခိုက်မှုတွေရှိကိုရှိတတ်တာကိုကထိန်းလိုက်ရင်တော့စင်ပြေမယ်အနီရောင်နဲ့ရောင်တွဲဝတ်တာဒီတစ်ပတ်လုံးလုံးဝရှောင်းအမဲသာတတ်နိုင်ရှောင်းစက်ပစ္စည်းတွေကိုသတိထားပြီးကင်တွင်ရနိုင်မယ်မတော်ဆထိရှာမှုမဖြစ်အောင်ဂယူဆက်ရနိုင်မယ်ထူးခြားတာကတော့မထင်မှန်ဖက်ငွေဝင်ခြင်း လက်ဖွင့်ခြင်းတွေရှိတယ်လို့ပြောရသူတွေမှာအထုတလည်းစမ်းဖွင့်အခြေအနေကံကောင်းလာမယ်။ရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်။ကြံ့ကြံ့နေတဲ့ငွေကြေးတွေလက်ဝယ်ပြန်ရမယ်။ဤကဲ့သို့ကောင်းခြင်းဆိုးခြင်းတွေလွှမ်းမိုးနေတဲ့ကာလတစ်ခုဖြတ်သန်း။ဒီရက်နေ့မှာတော့ရာရာသတိထားမယ်အတိုက်ခံများတတ်တဲ့မတော်ဆန့်ရဲ့ဂယူဆိုက်တဲ့ဂယူဆိုက်ရမယ်။ကိုယ့်ရက်နေ့မှာပေါ်လာတဲ့ခွင့်ရလက်တွေသုံးချကိုယ့်ထဲကြိုးရှိနေမယ်။၁၀ရက်နေမှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုနိုင်တဲ့ခရီးကံကောင်းမယ်။၁၂ရက်နေမှာ ငွေကြေးကိစ္စလုပ်ငန်းကိစ္စဘဝကိစ္စတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရရှိကြိုးပေးနိုင်မယ်ဆက်သုံးရည်နေ့ရန်တိုက်ခံအလုံးကိုကြော်ပြီးတော့မှအောင်မြင်မယ်ငကြံဂျိုနေ့နဲ့ပတ်သက်တဲ့ကိစ္စဒါထူးထူးခြားခြားကောင်းတဲ့နေ့ရဖြစ်လာတယ်ကောင်းသောကံကြမ္မာပွင့်လာတယ်ဆက်လျက်နေ့ငကြံကြနေ့အဲ့ဒီနေ့မှာငွေကြေးလုပ်ငန်းစီးပွားကံတွေကောင်းတယ်ငကြံကြချိန်ကတော့မနေ့6:30ခုနှစ်မိနစ်နဲ့20စက္ကန့်အဲ့ဒီအချိန်ဝင်းကျင်မှာ အလူဒါနာတစ်ခုပြုတာ ကုသိုလ်ကောင်းမှုပြုပါထူးခြားတဲ့ကံလေးတွေရှိလာပါလိမ့်မယ်ဒီတပတ်တော်ကာလအတော်အတွင်းမှာဇာတပတိနေတောက်ကြနေစနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးမယ်၃69ကနန်းကျိုးပေးတယ်အနီအောင်ကျဲသွေးအောင်ပန်းရောင်တို့သုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်ရွှေရင်အင်းနဲ့မုံလုံးရေပေါ်အလူဒါနပြုနိုင်ရင်ထူးခြားတဲ့ကံကြမ္မာတွေ အနာဂတ်မှာရလာပါလိမ့်မယ်ယေရှုတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ10ရက်နေ့14ရက်နေ့ဒီကန္နအတော်တွင်မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်ခက်ခဲတွေဖြေရှင်းနိုင်မယ်ရက်တန်တဲ့လူတွေပြန်လည်စတင်နိုင်တယ်အရဝေးရကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းအခြေအနေရကိုကြုံမယ်ဝေကြီးကလုပ်ငန်းကစီးပွားကဘဝကကောင်းသောတိုးတက်မှုရှိရရှိမယ် အရာရာပြေလည်အောင်ဆောင်ရွက်နိုင်ခြင်းနဲ့ခဲခဲဖြေရှင်းနိုင်ခြင်းဒီရက်နေ့မှာကိုယ့်ရဲ့ကံကြမ္မာတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုဖန်တီးရရှိနိုင်တယ်ရပိုင်ခွင့်တွေပြောင်းလဲရမယ်ကိုယ့်ရဲ့နေ့မှာငွေရေးကြေးကံကောင်းမယ်လက်ဖွဲ့မယ်ဆယ်ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်ဆယ့်တရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းစံပွင့်ခြင်းတွေကြုံမယ်ဆယ့်တရက်နေ့ခီးကိစ္စတွာလာလှုပ်ရှား၍ကြိုးပင်းနေမယ်ဆယ့်သုံးရက်နေ့ထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုရှိမယ် မိကောင်းဆွေကောင်းထောက်ကူရမယ်စိတ်ချမ်းမြေစရာတွေမှာကြုံတွေ့ရမယ်နေထားရှိတယ်၁၄ရက်နေ့မှာအတိုက်ခံကြတာတိုးတက်မယ်အဲ့ဒီနေ့မှာငွေကြေးကိစ္စစီစဉ်ဆောင်ရွက်လို့ကြိုးပေးတယ်တကြံကြချင်းဖြစ်တဲ့မနေ့6:39မိနစ်နာဆက်တစ်စက္ကန့်အဲ့ဒီအချိန်ကာလနဲ့ပတ်သက်ပြီးတော့အဲ့ဒီဝင်းကျင်တွဲမှာကိုကုသိုလ်ကောင်းမှုတစ်ခုပြည့်ထူးထူးခြားခြားကောင်းတဲ့ကံကြမ္မာရဲ့အနှစ်သာရကိုရနိုင်တယ် ဒီကလာတော့တွင်မှာတနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကိုကောင်းကျိုးပေးမှာတနင်္လာနေ့ကြာသာပတိနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်နှစ်ခုကိုကနအကျိုးပေးတယ်အဖြူစိမ့်ပြီးကိုရောင်တို့ကိုဝိစိသုံးဆွဲပြီးတော့ထူးခြားတဲ့ကံကြမ္မာရဲ့နှစ်သာတာကိုရရှိမယ်ကောင်းသောကံကြမ္မာထင်ရှားစွာရဖို့အတွက်တကူလာပြည့်နေ့ဖြစ်တဲ့စနေနေ့ဧပြီလမှာဖျားစီဒီမှာသွားပြီးတော့ဝူဝါပန်းဖျားကတ်တူပြီးတော့အလိုရှိရဆန္ဒပြု ထူးခြားစွာအောင်မြင်ခြင်းလေးတွေရပါလိမ့်ယေရှုတင်ပါတယ်